အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့မနက်ခင်းလေးဖြစ်ပါစီလို့ဒီနေရာကနေပြီးတော့ကျွန်တော်စုံမောင်းအောင်တောင်းပေးလိုက်ရပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့ဒါကျွန်တော်တို့ premier league ပွဲစဉ်တွေပြန်စပါပြီဒါကျွန်တော်ဒီနေ့မနက်စောပိုင်းမှာတော့ league တော့ west ham ကိုဒါ2-1နဲ့နိုင်သွားတယ်ဗောနော်အဲ့တော့ဒီတိုင်းဆိုတော့ WhatsApp တန်းဆင်ပါပြီ။ဒီခြေတိုင်းဒါကျွန်တော်လက်ရှိမှာနီးပြရေးလဲအလီလီပြောင်းနေ Graham Potter ခုလက်ရှိမှာ Nuno Espirito Santos ပြောင်းသွားတယ် အဲ့တော့ဝါဆန်ကဒီခြေတိုင်းဆိုရင်ဒါကျွန်တော်ကျွန်တော်လေးတွေးမိတာအဲ့တော့ဒါကျွန်တော်မကြည့်တော့မကြည့်ဖြစ်ဘူးနော်ဒါပေမဲ့တက်ဆိတ်ပြီးတော့ထဲတယ်ဟုတ်ရှင်မကောင်းဒီနေ့ကဒါနောက်တစ်ခုအခြေအနေကောင်းတယ်တန်တက်လာတဲ့အတင်းလေးဗန်လေးကလွှဲရင်ဒါကျွန်တော်တို့ Lee United ကတော်တော်လေးကိုကောင်းတယ်လို့မြင်အဲ့တော့တန်တက်လာတဲ့အတင်းနဲ့နည်းနည်းဆက်ဆက်ပြီးပြောရမယ်ဆိုရင်တော့ဒါပွဲကျွန်းသွင်းချက်ပေါ့နော်အဲ့တော့အမ် transition ကူးသွားတယ်အဲ့တော့ ချက်စီရဲ့အိမ်ခွင်ဒါစတန်ဖို့ဘရစ်မှာဆရာလန်တော့တွေ့ရမယ်ဆရာလန်အနေနဲ့အခုလက်ရှိမှာတန်တက်လာတဲ့အသင်းတွေမှာရလက်အကောင်းဆုံးသောအသင်းတွေနဲ့တသင်းလို့ပြောလို့ရတယ်ဒီနောက်ပိုင်း10နှစ်အတွင်းမှာဒါဆရာလန်ကဒါကျွန်တော်အမှတ်အများဆုံးယူထားတဲ့အသင်းတွေကဆိုတင်းဆိုပြီးတော့ဒါကျွန်တော်တို့ပရီးမီးယားလိဂ်ကဘာမှမမှတ်ကြောက်တင်ထားရတယ်မှာပါအဲ့တော့ ဆန်လန်ဒီနေ့ strategy ကတော်တော်လေးကိုချီးကျူးမှုကောင်းတဲ့နေရာမှာပါတယ်။သူအနေနဲ့ဒါကြောလူကောင်းတွေကိုဝယ်ထားတယ်။တကယ်အသင်းမှာ contribute လုပ်နိုင်မဲ့ကစားသမားတွေကိုလည်းတော်တော်လေးဖြည့်နေတာ။ဒါပေမဲ့ဆန်လန်ကဂျန်နက်သေးနဲ့ကွာတဲ့တစ်ချက်ကဘာလဲဆိုသူအနေနဲ့အသင်းကြီးနေအမြင်နဲ့စတိုင်မတွေ့ဘဲနဲ့ဘန်လေးဆိုတရားဖို့ကောင်းတယ်ဗျာ။ရှော်တာကျွန်တော်တို့ Scott Parker ဆို ဒါနောက်ဆုံးခုနှစ်ပွဲမှာဒါအသင်းကြီးနဲ့6ငါဘုံဆိုရင်5သင်းတော့တွေ့ခဲ့တဲ့အထားမှာရှိတယ်။ဘန်လေးကဒီနောက်ဆုံးကြောက်ဆိုဘန်လေးကဆနလန်ကဒီနောက်ဆုံးဒါကျွန်တော်ကန်ထားတဲ့ပွဲစဉ်ခုနှစ်ပွဲမှာဒါလက်ရှိ Chelsea အပါဝင်ဒီနေ့ကံမဲ့ပွဲပါဝင်တာလွန်ခဲ့တဲ့နှစ်ပွဲလောက်ကဒါကျွန်တော်တို့အဲ Manchester United ပွဲစဉ်ပေါ့နော်။အဲ့တော့ Manchester United နဲ့ပွဲစဉ်ကိုရှုံးထားတဲ့ပွဲစဉ်ကလွဲ့ရင်တော့ဒါဆနလန်ကဂျက်ခြေစွမ်းရတော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်။လက်ရှိမှာဒါကျွန်တော် Premier League မှာ Slim Matty ရယူထားခဲ့ပြီးတော့တတ်တတ်တဲ့အသင်းတွေထဲမှာလာ Lindor Bike ခုနှစ်တွေထဲမှာတော်တော်လေးကိုရလက်အကောင်းဆုံးအသင်းတစ်သင်းနေနဲ့ဒါကျွန်တော်တို့ record ပါယူထားခဲ့တဲ့တဲမှာပေါ့အဲ့တော့တစ်ဖက်က Chelsea Chelsea ကလက်ရှိမှာ form ရတာ Brighton ကိုရှုံးပြီးခဲ့တာတော့ရှောက်ပြန်ပြီးအဲမီလာခဲ့တယ်လက်ရှိမှာတော့ Chelsea တင်းကတာကျွန်တော် Champion League မှာကစား IS ကို9ခုပြည့်နေနိုင်ခဲ့ပြီသူတို့ဘာကောင်လဲဆိုတော့ပြသခဲ့တယ် Chelsea တင်းကခုလက်ရှိဒီနောက်ပိုင်းပွဲစဉ်တွေမှာ Can Six ကလည်းပြန်တောင်းလာခဲ့သူတိုက်စစ်ပိုင်းကလည်းတော်တော်လေးကိုစွာလာခဲ့တာကိုတွေ့ရမယ်အဓိကကလက်ရှိမှာ Chelsea ရဲ့လူငယ်ရေးတာလက်ရှိမှာ Rhythm ပြန်မိလာတဲ့အခြေအနေကတော်တော်လေးကိုကောင်းလာတဲ့အချက်တစ်ခုလို့မြင်တယ်ဒါပေမဲ့တစ်ဖက်က Sunderland ကိုလည်းတင်းတော့သတ်သိလို့မရအောင်ဒါပေမဲ့ Sunderland တင်းနဲ့လက်ရှိမှာတော့ကျွန်တော်တို့သူတို့ကကျွန်တော်သဘောကျ ကြတဲ့ strategy ကိုသူသွားတယ်သူတို့ ਨੇ down to down မှုသူတို့ရဲ့ name ကြတဲ့ club တော်တော်များများကိုသူတို့ရဲ့ name နဲ့ club ကနည်းပါတယ်ဒါသူတို့ ਨੇ down to down မှုဒါကျွန်တော်အသက်လက်တော်တော်များကိုသူတို့အနေနဲ့အနိုင်ယူထားခဲ့တာကိုတွေ့ရတယ်လက်ရှိမှာတော့ကျွန်တော် Northern Force ကို1-0နဲ့ဝေကွန်းမှာနိုင်ခဲ့တယ်ဒါကျွန်တော်တို့ဒါ Arsenal အနေနဲ့ Wolves ကို2-0နဲ့နိုင်တယ်ဒါပေမဲ့ခုနကပြောသူတို့ Aston Villa 1-1 Palace ကို2-0အခုချိန်မှာ Palace ကိုအဲ့တုန်းက Palace ကို2-0ဒါ Aston Villa ကို1-1ကန်သွားခဲ့တဲ့ Arsenal ရဲ့ခြေစွမ်းကိုတော့ခမသွားပြီးတော့ short တော်လို့မေးရအောင်ဒါပေမဲ့ခုနကပြော United ကိုသူတို့2-0နဲ့ရှုံးတယ်ပေါ့နော် United ရဲ့ပွဲစဉ်မှာ Arsenal နဲ့ဒါအကောင်းဆုံးပြန်လာဖို့ကတော့စူးစမ်းခဲ့ မဲ့ United ကိုယ်တိုင်ကလည်းအဲတုန်းကပွဲစဉ်ကကောင်းခဲ့တယ်အဲ့တော့တို့ကျင်တာလက်ရှိမှာဆန္ဒလန်ရတာကြောလက်ရှိအားနေချက်ကအသင်းကြီးလို့ပြောလို့ရတယ်ချက်စစ်တဲ့နယ်ခုလက်ရှိဒါကောင်းနေတဲ့ form ကြီးနဲ့ဆန္ဒလက်ကိုအကြီးကျယ်ဝင်တိုးဖို့လိုတဲ့ပွဲတစ်ပွဲလို့မြင်တယ်ဒီနေ့ပွဲစဉ်မတိုင်ခင်မှာဒါသတင်းကောင်းတစ်ခုအနေနဲ့ကြားရတဲ့သတင်းက Liam တလက်ကမကြခင်မှာမြက်ခင်းစိမ့်ဒီဘောကိုပြန်လာတော့မယ်ဆိုတဲ့သတင်းတွေနဲ့အတူပြန်လည်ပြီးတော့ထွက်ပေါ်လာခဲ့တဲ့မှာပါတယ်ဒီနေ့ပွဲစဉ်မှာဒါဆက်လက်ပြီးလွှဲချုံမှာမာလူဂူစတိုက virus ကြောင့်လွှဲချုံမယ်ဒါကျွန်တော်တို့ကိုပါမဒါကျွန်တော်တို့ကသူ့ရဲ့နာ အင်ဂျူရီကြောင့်လွဲချော်မယ်အာဆူကိုလွဲချော်မယ်လီဗိုင်ကိုဝဲကတည်ကြတယ်မကာလာရှေဆက်ပြီးလွဲချော်မယ်ဗီဒီယာဆိုင်လွဲချော်မယ်ဘောနော်တဖက်ကတော့ကျွန်တော်တို့ဆန်နလန်ပွဲစဉ်တွေကတော့ခုနကအသင်းကြီးနဲ့တိတ်မတွေ့လာမှကျွန်တော်မကြည့်ဖြစ်ပြီးတော့ဆန်နလန်ပွဲစဉ်တွေကကျွန်တော်တီးတန့်ကြီးမကြည့်ဖြစ်တဲ့ပွဲစဉ်တွေများတယ်အဲ့တော့ဆန်နလန်ပွဲစဉ်ကိုခုမှတည်တည်ကြကြည့်ရင်းရမယ်ကျွန်တော်တို့က ယူနိုက်တက်ရဲ့ပွဲစဉ်မှာဆန္ဒပွဲကိုကြည့်ခွင့်ရတယ်။ဒါပေမဲ့ခုနကပြောသူတို့ရဲ့ဒါလည်းရှိသွားနေတဲ့ပုံစံတွေကဒါလူကြီးလူငယ်ဒါကျွန်တော် balance ကိုညှိထားလိမ့်မယ်။ဒါပေမဲ့သူတို့ရဲ့ကစားသမားတွေလည်းမဆိုးဘူးလို့ပြောလေ။ဥပမာလက်ရှိမှာဒါကျွန်တော် full back တွေကစားသမားဆိုရင် Ronaldo တို့ပါလို့ဆိုမဆိုးဘူး။ပြီးရင်ဒါကျွန်တော်တချိန်ကဒါကျွန်တော် Arsenal ဒါကျွန်တော်ကစားသမား Hound ဖြစ်ခဲ့တို့လက်ရှိဒါ Liverpool နဲ့လည်းဒါလုံးဝရှုံးမွေးမရှိစံချိန်ကိုယူသွားခဲ့တဲ့ Shakhtar ကိုအုပ်စုရဲ့။ဒါတချို့ကြသည်မှာ Mukiela တို့ပါလို့ဆိုတော့ဒါမဆိုးဘူးသူတို့ကသူတို့အရင်က potential ရှိတဲ့ကစားသမားတွေပေါ့နော်။အဲ့တော့လက်ရှိမှာသူတို့ရဲ့တိုက်စစ်မှာကျွန်တော်ယင်းနေတာဆိုတော့ Isidore တယောက်ကလွှဲနေတဲ့ channel တွေကိုတိတ်ပြီးမယင်းဒီဘူး။ဒါကြောင့်မို့ကျွန်တော်တချက်တော့ဒီနေ့ပွဲစဉ်ဆောင် ြည့်ရမှာပေါ့အဲ့တော့ဒါဆလတ်လက်ကိုတော့ကျွန်တော်လည်းအရန်ကြီးဟေးဟာဆိုဆက်ဆက်မပြောချင်ပါဘူးကိုကိုရိုင်းလည်းအရန်ကြီးမမြင်သေးဘူးအဲ့တော့လက်ရှိမှာမကြခင်မှာဒါပရီးမီယာလိအသေးနဲ့တွေ့မယ်ဆိုရင်တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီချက်တော့စောင့်ကြည့်ရမယ်အနေထားမှာရှိမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။တစ်ဘက်ကတော့ချယ်ဆီကဒီနေ့ပွဲစဉ်မှာဘယ်လိုလိုင်းအပ်မျိုးထွက်လာမလဲဘယ်လိုပုံစံမျိုးသွားလာမလဲအဲ့တော့ ရှေ့ပွဲဒါ IS နဲ့ပွဲစဉ်မှာဂိုးရခဲ့တဲ့ဂါယူကိုဒီနေ့ပွဲစဉ်မှာပွဲထုတ်လာနိုင်တယ်ဆိုပြီး food mob ကတော့ထင်ကြီးပေးထားတယ်ကျွန်တော်လည်းအဲ့လိုပုံစံမျိုးတွေ့တွေ့လေးတော့မြင်မိတယ်ငါတို့ရဲ့ rhythm နဲ့ကစားသမား rhythm ဆက်ပြီးတော့တင်ပေးဖို့အတွက် Chelsea အသင်းဘက်ကနေကြိုးစားမယ်လို့မြင်တယ်ပြီးတော့ဒီနောက်ပိုင်းမှာဒါကျွန်တော်တော်တော်လေးကိုဒါချီချူဖို့ပြန်ပြီးကောင်းလာတာဒါကျွန်တော် Chelsea အသင်းရဲ့ဒါကျွန်တော်တောင်းပန်ပိုင်းမယ်တောင်းပန်တဲ့ကျွန်တော်အဓိကဒီနောက်ပိုင်းမှာဒါကျွန်တော် underrated ဖြစ်တယ်လို့တော့မဆိုပေမဲ့ Enzo Morris ကရဲ့လက်အောက်ဒီနေ့မှာဒါ net တူတယောက်တော်တော်လေးကိုဒါကျွန်တော်တို့ စူပါဖြစ်လာခဲ့တယ်လို့ပြောလို့ရတယ်။နေတိုးနေတာကျွန်တော်တစ်ချိန်ကဟူးအသင်းကနေတိုးပုံစံမျိုး never နီးနီးတော့မရောက်သေးပေမဲ့နေတိုးကိုနေတိုးဆက်ဆံပြန်ပြီးမြင်လာခဲ့တယ်။တက်စလန်ဝင်ကဆက်ဆံဟောတာကျွန်တော် inverter ချိုးတာဒီအကွေတွေကိုတော်တော်လေးကိုမြင်ခဲ့တယ်။ inverter ကျွန်တော်လက်ရှိမှာနေတိုးနေတဲ့အရင်တုန်းကတည်းကသူ့ရဲ့ဒါကျွန်တော် pingo style ထက်ဆိုင်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အသင်း light ဆိုတဲ့နေရာမှာနေတိုးရဲ့ cheat အဲ့ဘောနေတိုးရဲ့ဒါကျွန်တော်အားထုတ်မှုတွေဖြည်းဖြည်းပူပူပြီးတည်တာလာခဲ့။အဲ့တော့ ချက်စီးတဲ့နံပါတ်ပြောမှဆိုရင်ဒါ Enzo Fernandez ပေါ့ဆိုရင် Enzo Fernandez ဆိုပြီးတော့ကိုးပါမှာပါတယ်ကွင်းတွေကကျွန်တော်တို့ကအားနေမယ်လို့မြင်ခဲ့ပေမဲ့ဒီနေ့ပေါ်စမှာဒါခုနကပါဂိုင်ကိုရှေ့မှာတင်ပြီးတော့ Jao Pedro ကို AR ပုံစံမျိုးစော်ကိုင်စီရိုနဲ့ Enzo Fernandez တွဲလိုက်မယ်ဆိုတော့ဒါပေမဲ့ဒါကျွန်တော်မြင်ရပုံတော့ဒါကျွန်တော် Chelsea အသင်းကိုအားကျတဲ့ချက်က Chelsea အသင်းက defensive midfielder နဲ့ပတ်သက် Bedonga မှာ cancel ခဲ့ခြင်းမရှိဘူး။ဒီနေ့ပေါ်စမှာဆိုလဲ Kaiser လူကပါလာအောင်မြင်တယ်။ဒီနေ့ပေါ်စမှာဒါကျွန်တော်နီးပြနေတဲ့ Body True စမ်းလောက်အောင်မြင်။ဒါဒီနေ့ပေါ်စမှာတိုင်ငင်မှာဒါကျွန်တော်တို့ ဟာသတင်းစာရှင်းလင်းပွဲမှာ Astavio နဲ့ပတ်သက်ပြီးတော့ဒါနီးပြကဘာပြောခဲ့လဲဆိုတော့ Astavio ကဒါမကြခင်မှာဒီတိုင်းဆက်သွားမယ်ဆိုရွှေဘော်သုံးရတယ်အဲ့တော့ of course ဘာကုနာကကစားသမားကိုရဲ့နီးကိုရဲ့နော်ကစားနီးပြကိုရဲ့ကစားသမားကိုအမြဲတမ်းချစ်ကြည့်ရတကယ်ကိုကောင်းနေကြဒါပေမဲ့ခမရလို့မသိသိတာလားမသိဒါ receive ချင်းကခုနကမှပြောဆိုတော့တော်တော်လေး rhythm ပြန်မိလာတယ်ဒါ receive ချင်းကပေါ့နော်ဒါကျွန်တော်အမြင်က ACA ဒါကျွန်တော်ဒီလောက်ထိထားတာတော့မှ ဒီလောက်ထိကောင်းနိုင်နေဆိုတဲ့ proof of embodiment ကို receive ချင်းစီမှာကျွန်တော်အများအားတွေ့ရတယ်။ဒီနေ့ပွဲစဉ်မှာကျွန်တော်စိတ်ဝင်စားတာကဆရာတဲ့အနေနဲ့ဘလို့ပုံစံမျိုးနဲ့ဒါကြောင့်တိုက်ခိုင်မလဲကျွန်တော်စိတ်ဝင်စားတယ်။ United နဲ့ပွဲစဉ်မှာဒါကျွန်တော်စောစောစီစီပြိုလဲသွားကျွန်တော်တို့အနေနဲ့ကစားကွက်မမေးရမရှိခဲ့ဘူး။ဒီနေ့ပွဲစဉ်မှာဒါလက်ရှိမှာဒါ Chelsea သင်္ကောင်းကိုဒီလိုပုံစံမျိုးပဲတိုက်ခိုင်မလား။လက်ရှိမှာ Chelsea ကရှင်းမှာတို့ရဲ့ fast pace winger တွေနဲ့တူတယ်ကျွန်တော်လက်ရှိမှာတို့အနေနဲ့ဒါ Joao Pedro တို့ရဲ့တွဲလုံးတွေကိုတွေးရမယ့်အထားမှာရှိတယ်။ Joao Pedro နဲ့လက်ရှိဒီနောက်ပိုင်းပွဲစဉ်မှာဒါခြေလေးနည်းနည်းလေးကျနေခဲ့ပေမဲ့ဒီလိုပွဲစဉ်မျိုးကသူ့အတွက်အတိုးတောက်ဖို့ဖြစ်တယ် တော့လက်ရှိမှာ Chelsea သင်းကကျန်တဲ့နေရာမှာမကြောက်အဝေးကွင်းစွန့်ရင်ပိုင်း Chelsea သင်းကခုနောက်ပိုင်းကောင်းတယ်အိမ်ကွင်းမှာတစ်ချက်ချက်ထားဖောက်တာလေးကိုတစ်ချက်တော့စောင့်ကြည့်ရမှာလို့မြင်တယ်ဆန်လက်မှာနောက်တဲ့တစ်ခုကောင်းတာကဘာလို့သူတို့ရဲ့ကုသမာ Rohit ကလက်ရှိတာ Manchester United ရဲ့ပုံစံမှာကျွန်တော်ကြည့်ခဲ့ရတော့မှာတော်တော်လေးကိုဒါကျွန်တော်လက်စွမ်းပြခဲ့တဲ့ကစားသမားလို့ကျွန်တော်အနေနဲ့မြင်တယ် Rohit အနေနဲ့လက်ရှိတာကျွန်တော်တို့ဒါမကြခင်မှာအေး Barcelona ကပြောစရာမလိုဘူးနော်ဒါကုသမာကောင်းတယ်ကိုအမြဲတမ်းလူလူဒါမွေးထုတ်ပေးနေတဲ့တဲ့လက်ရှိမှာဒါကျွန်တော် England number 1ဆိုတဲ့ Sunderland ဘက်ကလာခဲ့တာဖြစ်တယ်ဆိုတော့ကြောင့်မို့တိတ်ပြီးတော့ဒါကျွန်တော်တို့ဟို ပြောကြပါအဲ့တော့လက်ရှိမှာဒီနေ့ပွဲမှာနောက်ပိုင်းဒီပွဲစဉ်นี่ကျွန်တော်ဒါ Chelsea ပွဲစဉ်นี่ကြည့်ရချင်းမှာဘာကောင်းလာလဲ Chelsea အသင်းနေတာ အဲကန်စပိုင်းပြလက်ရှိမှာဒါကျွန်တော်ကူကူဝဲလာနဲ့ receive game ပြင်ဒါကျွန်တော်ဒီနေ့ပေါ်တမှာ center back ဒါလက်ရှိမှာ underrated ဖြစ်တယ်ဆိုတဲ့စကားလုံးတော့ကျွန်တော်မသုံးချင်ပေမဲ့ Shaloba ကတော်တော်လေးကိုခန်စပိုင်းမှာအဆင်ပြေလာသူ့ရဲ့ဒါ line breaking pass တွေကအသက်မရှိပေမဲ့ Shaloba ရဲ့လက်ရှိသူ့အနေနဲ့ခန်စပိုင်းသူ့ရဲ့ defensive leadership ပိုင်းမှာမဆိုးဘူးဒါကမှ toss နဲ့တွဲလိုက်တဲ့အချိန်မှာ Shaloba ရဲ့ toss ရဲ့ဒါအတွဲကခန်စပိုင်းမှာတော်တော်လေးကိုယုံကြည်ရလို့မြင်တယ်ဒီနေ့ပေါ်တမှာအဓိကဒါကျွန်တော်တို့တွေကမှာ is door ကိုထိရမယ်လို့မြင်တယ်တော်ပြီးတော့ကျွန်တော်ဒါ shape ပွဲမှာတိတ်မကြည့်လိုက်ကျွန်တော်တိတ်ပြီးတော့သတိမထားပြီလားဒါပေမဲ့ Shaloba ရဲ့ toss ရဲ့ဒီနေ့ပွဲစဉ်အဓိကဒါယုံ ံအားကတစ်ဖက်က AC တော့ကဲဒါ counter transition နဲ့တူအယုံအားပဲအဓိကဒီလိုပုံစံမှာဒါ shallow bar ထိမ်းရမယ်လို့မြင်တယ်ဒါကိုပဲဒါကျွန်တော် KC လို့နဲ့တွဲပြီးတော့လာလက်ရှိမှာဒါတစ်ဖက်ရဲ့ဥစ္စာကိုကြည့်ရမယ်အဲ့တော့အဓိကဒီလိုပုံစံမှာဒါကျွန်တော် Shaka တယောက်တစ်ဖက်ရဲ့ queen လဲကိုဘယ်လိုမောင်းနေလာမလဲဆိုတော့အများကြီးအများကြီးစိတ်ဝင်စားတယ်လက်ရှိမှာဒါကျွန်တော်တို့ Premier League ကဒီနောက်ပိုင်းမှာ queen လဲပိုင်းမှာဒါကျွန်တော်လူဝိုင်းကစားသမားတွေထည့်တာကဝါသနာတစ်ခုလို့ဖြစ်လာ Shaka ကလက်ရှိမှာဒါကျွန်တော်စားနာမှာထည့်ထားခဲ့လို့ Brentford ကဒါတော့မဲ့ အဲကျွန်တော်တို့ဂျော်ဒန်ဟန်ဒါဆန်ကြီးကိုကွင်းလယ်မှာထည့်ထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။မိတို့မင်းစိုးစေးကမှုဒီနေ့ပွဲစဉ်ကဆန်နယ်လန်တို့ဆိုတော့ချက်စီတို့အရန်ကြီးတော့လွယ်ကူနေမဲ့ပွဲစဉ်မဟုတ်ပေမဲ့သုံးမှတ်ရတဲ့နဲ့ပွဲစဉ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်။ငါးပွဲဆက်နိုင်ပွဲအတွက်ဒီနေ့ပွဲစဉ်ကဒါကျွန်တော်လုံးဝကြိုးစားရမယ်ပွဲစဉ်လို့မြင်တယ်။လက်ရှိမှာဒါကျွန်တော်ချက်စီသင်းကဒါကျွန်တော်၄ပွဲဆက်နိုင်ထားခဲ့ပြီးပြီငါးပွဲဆက်နိုင်ပြီးတော့ဒီနေ့ပွဲစဉ်မှာချက်စီသင်းရဲ့ဒါကျွန်တော်လက်ရှိကောင်းနေတဲ့တိုက်စစ်ကိုမြင့်တင်ပြီးတော့ခံစစ်ပိုင်းကိုဆက်လက်ပြီးကောင်းနေစေဆိုတာကိုပြသတဲ့နဲ့ပွဲစဉ်ဒီပွဲလို့ပြောရင်တော့ကျွန်တော်ကတော့မှားမိတော့မထင်ဘူး။အဲ့တော့ကျွန်တော်တစ်ဖက်ကဆန်နယ်လန်ကိုလုံးဝရှော့မတော့ ော့တင်မှုဒါပေမဲ့ Chelsea အသင်းနဲ့တကယ်ကိုဆော့မယ်ဆိုရင်တော့ဒီနေ့ပွဲစမှာဒါကြောင့် AC ဆော့တယ်ပြီးတော့ဒီနေ့ပွဲစမှာ Chelsea အသင်းသာအနိုင်ရခဲ့မယ်ဆိုရင်တော့ဒါရမှတ်18မှတ်နဲ့အဆင့်နှစ်ကိုယာယီတက်လန်းနိုင်ဖို့အတွက်ကြိုးစားတော့မှာဖြစ်ပါတယ်ပြီးတော့ Arsenal အသင်းနဲ့နှစ်မှတ်ပဲကွာမယ့်အနေအထားတစ်ခုဖြစ်တယ်ဘာအပေါ်ကအသင်းတွေလက်ရှိမှာဒါကြောင့်ပွဲချက်တွေကိုရင်ဆိုင်ရမယ် Arsenal ကဒါကြောင့်လက်ရှိမှာကောင်းနေတဲ့ Crystal Palace နဲ့ရင်ဆိုင်ရမယ် City က Aston Villa နဲ့ရင်ဆိုင်ရမယ်ဘုံပေါက်က Northern Forest နဲ့ရင်ဆိုင်ပြီးတော့ပြောချင်တာ Chelsea အသင်းနဲ့လက်ရှိသူတို့အပေါ်ကအသင်းနဲ့ဆိုင်ရင်တော့ Chelsea အသင်းကပွဲအချောင်ဆုံးလို့ပြောလို့ရတယ်မှာပါပါတယ်ဒါကြောင့်မို့လို့ချင်းမှာ Chelsea အသင်းနဲ့သူများဘာမှမလုပ်ခင်မှာမြန်မာဆန်တော်ချင်း ရှင်းနိုင်ခွဲမှာနော်ချယ်ဆီရဲ့အင်္ဂလန်စတန်ဖို့ဘရစ်မှာအဆင့်နှစ်ကိုတက်လမ်းဖို့အကောင်းဆုံးကြိုးစားရမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်သွားကြည့်ပါအောင်အမ်ဘောလုံးပွဲကိုကြည့်ရှုနေတယ်ဆိုရင်တော့ Youth Sport Media 3 points ဆိုနဲ့ Day Boy တို့မှာကျင်းလူစားပေါင်းကူညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကောင်းမွန်တော့ဒီလေးတနေ့ဖြစ်ပါစို့ဆုမောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲ AC တွေ့ကြတာပေါ့ Day Boy ဗျာ